ဒီနေ့ကတော့ဖြိုးကကလေးလူကြီးအလုံးအကြိုက်တွင်းစင်ပဲစက်တာအလူကက်တလက်လေးလုပ်ပြီးတော့စားပြမလို့ပါဖြိုးရဲ့ဘလော့လေးအဆုံးထိကြည့်ကြပါအောင်ရှင်။ဝါးမကြည့်ပါဘူး။အင်းကလေးဒါအလုံးမေးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ဖြိုးဟာစက်တာအလူကက်တလက်လုပ်ဖို့အတွက်အရင်ဆုံးအလူလေး၃လုံးကိုနူးနေအောင်လို့ပြုတ်ထားပြီးလိုက်ပါမယ် အလူပြုတ်တဲ့ခါကြလို့ရှိရင်နူးနူးအေးအေးလေးဖြစ်အောင်လို့အချိန်ကြာကြာပေးပြီးပြုတ်ပြီးနော်ကဲအလူပြုတ်ထားတဲ့အချိန်မှာဖြိုးကစက်တာအစတွတ်လေးလုပ်ဖို့အတွက်ပေါ့နော်အာစက်တုံလေးတွေကိုလှီးပေးပါမယ်စက်တုံလှီးတဲ့အခါမှာအခုဖြိုးလှီးသလိုပဲအတုံးသေးသေးလေးတွေဖြစ်အောင်လှီးပေးရမယ်နော်ပုံစံတိုင်းမီးပြတ်သွားတော့ဖြိုးက gas on နဲ့ချိန်ပြီးတော့ဒါအလူလေးတွေကိုဆက်ပြီးတော့ပြုတ်ထားလိုက်ပါတယ်ကဲအခုဆိုရင်ဖြိုးရဲ့အလူလေးတွေရသွားပါပြီအလူလေးတွေအေးခံထားတဲ့အချိန်မှာဖြိုးကအစသိမ့်လုပ်ဖို့အတွက်စက်တာလေးတွေကြုံပါပေါ့နော် အရင်ဆုံးအိုးရဲကိုစီထည့်ပါမယ်။စီပူလာပြီဆိုရင်တော့ဖြူဟာလှိထားတဲ့ကျက်သွန်လေးလေးထည့်။စနစ်မုတ်လေးနည်းနည်းထည့်ပြီးတော့ကြော်ပေးပါမယ်။ကျက်သွန်လေးလေးနူလာပြီဆိုရင်တော့နှုတ်နှုတ်ဆင်းထားတဲ့ကျက်သားလေးတွေကိုထည့်ပြီးလိုက်ပါမယ်။ရတာအတွက်ကတော့ပဲငန့်ပြရဲ့အကျဲတစ်စုံထည့်လိုက်ပါရစေ။ဒီရင်ရတာမုတ်လေးနည်းနည်းထည့်မယ်။ အယောင်လေးပိုလှသွားအောင်လို့ဖြိုးအားပန်းငန်ပြာရဲ့အပြစ်လေးကိုပါတစုံထည့်လိုက်ပါတယ်။ကဲအနက်လေးတွေတော်တော်မှွေးလာပြီ။အကယ်၍ကိုကမဆလာကြိုက်တယ်ဆိုရင်မဆလာလေးပါဖြိုးပြီးတော့ထည့်လိုက်နော်။ကဲဖြိုးကတော့မဆလာမထည့်တော့ပါဘူး။အခုဆိုရင်တော့ဖြိုးရဲ့အစာသူ့ဖို့အတွက်ချက်သားကြိုလေးရသွားပါပြီ။ကဲအေးအေးခံထားတဲ့အာလူလေးတွေကိုအခုခွာပြီးလိုက်ပါတော့မယ်။ ကယ်၍ကိုကအခွန်ခွာပြီးမှပြုတ်မယ်ဆိုရင်လည်းရတယ်နော်ဖြိုးကကြတော့ဒါအလုံးလိုက်ကိုပြုတ်လိုက်တာပေါ့နော်ကဲအခုဆိုရင်ဖြိုးရဲ့အာလူးလေးတွေရပြီဆိုတော့ဖြိုးကခယုံးလေးနဲ့ပဲခြေပြီးလိုက်ပါမယ်။အကယ်၍ကိုကခယုံးနဲ့မခြေချင်ဘူးဆိုလို့ရှိရင်စုံနဲ့ထောင်းချင်လည်းထောင်းလို့ရတယ်နော်။ကဲအာလူးလေးတွေတော်တော်ညှက်လာပြီဆိုရင်တော့ဖြိုးတို့ကကော်မုတ်လေးထည့်ပေးပါရစေ။ကော်မုတ်မထည့်ဘဲနဲ့အာလူးကြီးပဲဒီတိုင်းကြော်လဲရတယ်နော်။ဖြိုးကတော့ပိုပြီးစစ်စစ်လေးစားချင်လို့ကော်မုတ်လေးတစ်စုံထည့်လိုက်ပါရစေ။ ရလာအတွက်ကကြတော့ဖြိုးစားလေးနည်းနည်းထည့်လိုက်သေးတယ်။ပြီးရင်ရေလေးနည်းနည်းစီထည့်ပြီးတော့ဖြိုးနှက်အောင်လို့မွေပေးပါမယ်။အမွှေးင်းနဲ့အာလူလေးတွေအေးလာပြီဆိုတော့ဖြိုးကလက်နဲ့ပဲနယ်ပေးလိုက်ပါတော့တယ်။ကဲအခုလိုစစ်စစ်ထွေးထွေးလေးဖြစ်လာပြီဆိုရင်တော့ဖြိုးတို့စကြော်ပေးလို့ရပါပြီ။ကဲဘန်းနဲ့ကိုအကြော်မုတ်လေးဖြူလိုက်ပါတယ်။ခုနကနေထားတဲ့အာလူးလေးတွေကိုဖြိုးအားလက်မှာစီလေးတုပ်ပြီးတော့အခုလိုပဲလုံပေးပါမယ်။ ပြီးရင်တော့အထဲမှာအစာတုပ်ဖို့အတွက်အခုလိုအချိုက်လေးလုပ်ပြီးတော့ဖြိုးလိုကြော်ထားတဲ့ကြက်သားလေးတွေကိုထည့်ပေးလိုက်ပါတယ်။အာလူးကိုဒီလိုမျိုးအစာတိတ်တဲ့အခါကျလို့ရှိရင်မပေါက်ထွက်အောင်လို့ဖြိုးလိုကတတိထားပြီးတော့လုံးမေးရမယ်နော်။ကဲအခုလိုလေးလုံးမေးပေါ့နော်။ကဲပြီးရင်တော့ဖြိုးခုနကအကြုံမုတ်လေးဖြူထားတဲ့ဖန်ထဲမှာတင်လိုက်ပါမယ်။အာလူးလေးတွေကလေကတ်တက်တော့ဖြိုးလို့ အလုပ်တလုံးပြီးတိုင်းတလုံးလက်မှာစီလေးတုတ်တုတ်ပြီးမှကင်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်တော့လုံရတာလည်းအဆင်ပြေတယ်။ကင်ရတာလည်းပို့ပြီးတော့ချိမိတယ်ပေါ့နော်။ကဲအစာလေးတွေကိုလုံတဲ့အခါကျလို့ရှိရင်တော့အခုလိုဖြိုးလို့ပဲတေချာလေးလုပ်ပြီးနော်။ဖြိုးကဘန်ထဲမှာအကျော်မှုန့်လေးထည့်ပေးထားတာကြတော့လေဒါအလုပ်လေးတွေတစ်ခုနဲ့တစ်ခုမကတ်အောင်လို့ရေးပြီးရင်ကြော်တဲ့အခါမှာအကျော်မှုန့်လေးပါတော့ပို့ပြီးတော့ရွအောင်လို့ဆိုပြီးတော့ဒီတိုင်းဖြူထားလိုက်တာပေါ့နော်။ ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့အလူကတ်တလက်လုံးလေးတွေတတော်တလုံးတစ်လုံးရရှိလာပါပြီကဲဖြိုးကဒီအလူကတ်တလက်လေးကိုအကျော်မှုတ်လေးနဲ့အခုလိုပဲလိုက်ပြီးတော့ကတ်ပေးလိုက်ပါသေးတယ် ကဲဒါဆိုလို့ရှင်တော့ဖြိုးတို့စပြီးတော့စီပူပူနဲ့စကြော်လို့ရပြီပေါ့နော်ကဲအိုးရဲမှာစီလောင်းထည့်လိုက်မယ်စီပူလာပြီဆိုရင်တော့ဖြိုးတို့ခုနကလုံလာတဲ့အာလူးလုံးလေးတွေကိုထည့်ပြလိုက်ပါမယ်ကြော်တဲ့အခါမှာတတိထားရမှာကလေသူတို့သူကအထက်အစာလေးတွေမပေါက်ထွက်အောင်လို့တစ်ဖက်ကိုအနည်းဆုံး3မိနစ်4မိနစ်လောက်ထားပြီးတော့ကြော်ပြီးနော်အဲ့ဒါမှပြီးမှနောက်တစ်ဖက်ကိုလမ်းမေမဟုတ်လို့ရှင်လေအထက်အစာလေးတွေပေါက်ထွက်သွားတတ်တယ်တိလား ။ကဲအခုလိုအနေထားရောက်လို့ရှိရင်ဖြိုးကတစ်ဖက်ကိုလှန်ပစ်လိုက်ပါရစေ။ကဲအခုဆိုရင်ဖြိုးရဲ့ဒါအာလူကတ်တလိတ်ကြော်လေးတွေအားတစ်ပြွင့်နဲ့ရွှေညွံအောင်လေးတန်းလာပြီဆိုတော့ရတော့မှာပေါ့နော်ကဲနှစ်ဖက်လုံးအကြက်ညိသွားပြီဆိုတော့ဖြိုးတို့ဒါဆယ်လို့ရပါပြီဖြိုးကတော့ဘန်းထဲမှာတ िश ူလေးခံပြီးတော့အခုလိုပဲဆယ်ပြလိုက်ပါတယ် ဒါဆိုရင်တော့ဖြိုးရဲအရန်ဆားလို့ကောင်းတဲ့ကျွတ်ကျွရွရွချက်တာအလူကတလေးကျော်လေးရသွားပါပြီ။ကဲအခုဆိုလို့ရှင်တော့ဖြိုးကျော်ထားတဲ့ချက်တာအလူကတလေးလေးရသွားပါပြီ။အနံ့လေးမွှေးနေရောပဲတိလား။စားပါတော့မယ်။ဒီကျွတ်နေရောပဲ။哇，唔知啦。对啊，啊，变啦，足足哩，一听啊，就咯，努努意意哩喏，啥话咩？ ကဲဖျွဲဖူလေးအရင်ကြွေးပါမယ်စားကြပါဦးရှင်ဖြူစားတော့မယ်နော်အပြင်သားကျွတ်လေအထက်အေးအေးလေးနဲ့ရှားကောင်းလို့ပါอืม 你们，这样的哇。ဒီတိုင်းအလူပဲဆိုလဲကြော်စားလို့ကောင်းတယ်နော်ဖြိုးလို့ကအစာသိတော့လေသူကတမျိုးလေးပေါ့နော်အရသာဟုတ်လားလေရှယ်ပါအလူကလည်းလေဖြိုးသိချနေတာတော့အိညောပဲအင်းကောင်းလိုက်တာ ကောင်းတယ်ပဲအရန်စားလို့ကောင်းတယ်တိလားဖြိုးဦးကြော့စားတို့လေတက်တာအလူကက်တက်လိုက်တိလားကလေးလေးဆိုလဲအရန်ကြိုက်မှာပဲ live ပြောလောက်ကြည့်ကြအောင်နော်ကဲဒီဖြိုးရဲ့ blog တော့ဒီမှာပဲရေးလိုက်ပါတော့မယ်နောက် blog လေးကြားလို့ရှင်လေဖြိုးဖိုင်ချက်ပြရေးဖိုင်စားပြအောင်လဲဆိုစမှာတရှိပေးကြပါအောင်ရှင်တက်တာ